မန္တလေးတိုင်းကိုပဟိုပြုပြီးအင်အားအလွန်ပြင်းထန်တဲ့ငလျင်လှုပ်ခတ်ပြီးတဲ့နောက်နေပြီးတော့အပါအဝင်တိုင်းနယ်ပြည်နယ်တွေထဲမှာပလီအလုံး90ထက်မနည်းပြိုကျပျက်စီးခဲ့ပြီးတေဆုံးသူရာနဲ့ချီရှိခဲ့တယ်လို့သိရပါတယ်အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်ဟာတောက်ကြနေဖြစ်တာကြောင့်အစ္စလမ်ဘာသာဝင်တွေဝိပုစုတောင်းတဲ့နေ့ဖြစ်ပြီးအစ္စလမ်ဘာသာဝင်တွေရဲ့ဥပုပ်လာနောက်ဆုံးနေ့ဖြစ်တဲ့အတွက်ဗလီတိုင်းမှာအရင်ကထက်လူပိုများနေတာဖြစ်တယ်လို့လည်းအစ္စလမ်ဘာသာဝင်တအူးကလည်းပြောဆိုထားပါတယ် မနေ့ကငလင်လှုပ်မှုအပီမှာပတိအလုံး60ကျော်ကျွန်တော်တို့အစ္စလမ်ဘာသာဝင်အရဆိုရင်တော့ရှေ့ဖြစ်သွားတာပေါ့နော်ပျက်စီးသွားတာအလုံး60ထက်မနေ့ဘူးဆိုတဲ့ဥစ္စာကလည်းမှန်ပါတယ်မွတ်စလင်အများစုတည်ဆုံသွားတယ်ပေါ့နော်လက်ရှိကျွန်တော်တို့တရင်ရထားတဲ့အရာမြန်မာနိုင်ငံအတွင်းထဲမှာရှိတဲ့ မွတ်စလင်တွေထဲကနေပြီးတော့ဒီငလင်ပေးသိမ့်ပြီးတည်ဆုံးသူဟာလက်ရှိအနေထားအရ900ထက်မနည်းပါဘူး။ဒီနေ့မွတ်စလင်အများစုတည်ဆုံးသွားတဲ့အကြောင်းရင်းရတဲ့ဒီဗလီတွေပြင်ဆင်ခွင့်မပေးတဲ့အတွက်ကြောင့်ပဲ။ဘာဖြစ်လို့လဲဗလီတွေကအိုဟောင်းနေပြီးနှစ်တည်းရက်ကြတွေပြီးချို့ချို့ဗလီတွေဆိုရင်နှစ်ပေါင်း100ကျော်ချို့ချို့ဗလီတွေဆိုနှစ်ပေါင်း200ကျော်တဲ့ဗလီတွေတော့ရှိတယ်။ ဘုံပျက်စီးသွားတဲ့တိမ်မှာဒီပလီတွေကနစ်ကြာလာတဲ့ခါကျတော့ကြက်ခိုင်မှုအားနေလာတယ်ကြက်ခိုင်မှုအားနေလာတဲ့ခါကျတော့အခုလိုငလင်ကြီးလေးလှုပ်လဲလို့အားလုံးကျူကျပျက်စီးပြီးတော့နောက်တစ်ချက်အားလုံးကျူကျပျက်စီးသွားတယ်ပျက်စီးတဲ့အချိန်ကလည်းအချိန်ကောင်းပဲဘလို့အချိန်ကောင်းလဲဆိုတော့ကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေတော့တောက်ကြနေဂျမာနမတ်ဖတ်တဲ့အချိန်ဖျားရှိခိုးတဲ့အချိန်ပေါ့နော်အားလုံးစုပြီးတော့ဝေဖြူရတဲ့အချိန်မှာမှဒီကဘေးကကြားရောက်လာတော့ လူအများဆုံးတေဆုံးသွားတာပေါ့နော်မြန်မာနိုင်ငံထဲကဗလီအချို့ဟာနှစ်ပေါင်း150ကျော်ကြာမြင့်နေပြီဖြစ်တယ်လို့ပြုပြင်ထိန်းသိမ်းဖို့ခွင့်ပြုချက်မရရှိခဲ့တာကြောင့်အခုလိုသဘာဝဘေးနဲ့ကြုံတွေ့ခြင်းတေဆုံးမှုတွေများပြားခဲ့တာဖြစ်တယ်လို့လည်းအစ္စလမ်ဘာသာဝင်တဦးဖြစ်သူမန္တလေးဒေသခံတဦးကလည်းဆိုပါတယ်။ဒါ့အပြင်ပြိုကျနေတဲ့အဆောက်အုံတွေထဲကနေကယ်ဆယ်ပေးဖို့အကူအညီတောင်းတဲ့ရုပ်သံဖိုင်တွေလူမှုကွန်ရက်မှာပြန့်နှံ့လာပြီးငလျင်လှုပ်ခတ်ပြီးချင်းမျိုးပေါ်ရက်ွက်တချို့မှာ မီးလောင်ကျွမ်းမှုတွေဖြစ်ပေါ်နေတာကိုလည်းတွေ့ရပါတယ်။ငလျင်တန်ကြောင့်ပလီအလုံး90ကျော်ပြိုကျပျက်စီးခဲ့ပြီးအစ္စလမ်ဘာသာဝင်ပေါင်းများကြီးကွယ်လွန်ခဲ့တယ်လို့မြေပြင်သတင်းချက်လက်တွေကသိရပါပဲ။တေဆုံးသူအရေအတွက်အတီကြာကိုတော့ MPA ကဆက်လက်ဆောင်သင်းနေပါတယ်။ ဲဆိုရင်ခေတ်ဆက်ဆက်ပေါ့နော်အထူးသဖြင့်ဆက်အာနာရှင်စနစ်အောင်မှာအစ္စလမ်ဘာသာဝင်တွေကိုခွဲခြားဆက်ဆံတယ်အဲနောက်တစ်ခုကဗလီတွေမှာအဲ့ဒါသူတစ်ချက်မပြောနဲ့ပေါ့နော်အဲဒီတန်တချောင်းရရင်တော့မှကြီးလေးတဲ့အဖြစ်ပုံစံမျိုးနဲ့သူတို့ဘက်ကနေပြီးတော့အဲ့ဒါအရေးယူတာတွေလည်းအဲ့ဒါမြောင်မြောက်တာရှိခဲ့တယ်ပေါ့နော်ဒါကြောင့်ဒီပလီတွေကကြန့်ခိုင်မှုမရှိတော့ဘူးပေါ့ဗျာအဲ့တော့ဘလီ90ကျော်လောက်ကကြန့်ခိုင်မှုမရှိတော့တဲ့အခါကျတော့အခုလိုမျိုးရစ်ချတာစကင်းအဲ့ဒါမြင်းကလေးရဲ့ ဲ့ခုနှစ်သက်သမားခုနှစ်ကြာတော့ဘယ်လို့မှအာဒါဒါမခံနိုင်တော့ဘူးပေါ့နော် တို့အဲ့ဒါဘယ်သူမှတောင်းရှိလဲဆိုတော့ဆေအာနာရှင်နေရှင်မှာတောင်းရှိတယ်ဆေအာနာရှင်နေသည်နော်မဟာဗုဒ္ဓဗမာအလူမျိုးကြီးဟာတော့တမင်ရေချက်ရှိရှိနဲ့အနရီတီအနေနဲ့သူတို့အာဒါဖတ်တီးပြီးတော့အစ္စလာမ်ဘာသာရေးအဲ့ဒီမွတ်စလင်နေအပေါ်မှာပေါ့နော်ဗလီတွေဆောက်ခွင့်မရှိဘူးရှိနေတဲ့ဗလီတွေကိုဖျက်ဆီးတယ်အခုလိုမျိုးဗလီတွေကပြင်ဆင်မုံမှန်ခွင့်မရတဲ့အခါကျတော့ကြံ့ကြံ့မှုအလွန်တရာမှအားနေပြီးတော့အခုလိုငလျင်လုတ်တဲ့အခါကျတော့ဗလီတွေလည်းအဲ့ဒါဆုံးရှုံးမှုအဲ့ဒါ ာဓာတ်မြောင်များစွာဖြစ်ခဲ့တယ်။ဗလီထဲမှာဝိပုနေတဲ့စုရုံးနေတဲ့အစ္စလာမ်အတောင်းရဲ့မွတ်စလင်တွေလည်းအများအများကြီးအသက်တွေပေါ့နော်အဆုံးရှုံးခဲ့ရတယ်ပေါ့နော်။အဲ့ဒီအသက်တွေကပြန်ရတော့မှာမဟုတ်တော့ဘူးပေါ့နော်။အဲ့ဒီအတွက်ကြောင့်မလို့အခုလိုမျိုးဝိပုမဲ့အဲဖြစ်သွားပြီပေါ့နော်။ဗလီတွေမရှိခဲ့တဲ့အခါမရှိတဲ့အခါကျတော့အဲ့တော့ဝိပုမှုတွေကလည်း အဲဒီဒီဒီယာယီဝိပုသုံတွေလုပ်ပြဖို့လိုမယ်နောက်တစ်ခုကစာနာရိတ်ခါဆေးဝါးအဲနောက်တစ်ခုကဒီစိတ်ပိုင်းဆိုင်ရာဒီကုစားမှုတွေလိုမယ်နောက်ပြည်သူဝန်ဆောင်မှုတွေလိုမယ်အဲနောက်တစ်ခုကဒီပြည်သူလုံခြုံရေးတွေနဲ့ပတ်သက်လို့ကတော့နော်အဲဒါကအလွန်တရာမှအရေးကြီးတဲ့အခြေအနေမျိုးဆိုတာကိုတော့သတင်းစကားပါကြပါတယ်လို့ရရှိထားတဲ့သတင်းချက်လက်တွေအရစကိုင်းမျိုးပေါ်ကပလီငါလုံးမန္တလေးမျိုးပေါ်ကတက်တန်းရင်ရှေးဟောင်း ရွှေဖုံးရှင်ပလီအပါဝင်မန္တလေးအနောက်အချုပ်ပလီတောင်ကူကန်တော်ပလီရမဲသိန်းမျိုးကပလီတွေနဲ့ပြင်မနာမျိုးကပလီတွေပြိုကျပျက်စီးခဲ့ရတယ်လို့လည်းသိရပါတယ်။မြမပြည်တွင်းကိုဗဟိုပြုတဲ့အင်အားပြင်းငလင်ကြောင့်ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့တရုတ်၊ထိုင်းနဲ့လာအိုနိုင်ငံတွေမှာလည်းငလင်တံကိုခံစားခဲ့ရပြီးထိုင်းနိုင်ငံမျိုးတော်ဘန်ကောက်မြို့မှာလည်းဆောက်လက်ဆအထက်မြင့်အဆောက်အုံပြိုကျမှုတွေလည်းဖြစ်ပေါ်ခဲ့ရပါတယ်။